ီလိုကြိုက်ဖို့လဲတပီတော်လည်းအများထဲကတယောက်ဖြည်းဖြည်းချင်းရောက်အောင်ကြိုးစားနေစေပေါ့လေခုမှဒါခုပြင်နာပဲရှိပါလေဗီဂနာဗီဂနာဗီဂနာโอเคမမဗီဂနာဟိုမြတ်စွာဘုရားရဲ့အဲဗီဂနာတော့ကွာတောတပံဗီဂနာဟုတ်ကွာတို့ဒီမှာအခုသာဖျက်ဗီဂနာဆိုတာတပီတော့ခေစကားအရပြောရရင်ဘုံအကောင့်အကောင့်လွယ်အကောင့် အကောင်အကောင်ယူလဲတာမှာဆိုလို့အကောင်ယူလဲတာမှာဆိုလို့တည်တယ်တည်တယ်တမပါဗျာအခုမှစတင်လေးလာစဲပေါ့ဗျာသင်ညာတခုတော့မင်းကိုပြောလို့ရတာကလျာဏပုထုဇဉ်တော့ဖြစ်ပါပြီပေါ့ကွာအဲ့ညာဒီတော့တပီတော်တော့အဲ့လိုခေါင်းစဉ်နေတက်တာတော့တပီတော်တော့နားမလဲပေါ့ဘောအနာပုဇဉ်တော့အမေအနာပုထုဇဉ်နေမဲလားဆရမဟဲ့ခဲအိုင်ရဲချာ အနာပုဒ်ဇေမဲလားလေးပဲတော့မကြွအောင်ပြာလေးပဲမတက်တက်တော့အမေဟုတ်ပြီအဲ့တော့မင်းနေနဲ့နောက်ဆုံးဗာမန်းပြောခြင်းသေးလေအခုလို့တွေ့ရတဲ့အတွက်လည်းဝမ်းသာပါတယ်အဲဘုံဘုံတို့အနေနဲ့အခုလာမင်းနဲ့တွေ့ကြလဲသာနာပြုခြင်းမှာပဲဆရာတော့ဗာပြောဦးမလဲတော်ပါဒီကတ်တရ အဲ့တော့ဖုန်းကလည်းမင်းကိုနောက်ဆုံးအကြံပေးနေတာကျူသားချင်းနဲ့နှကန်းသတ်စေခြင်းမီဘာလဲဘာလဲဘာလဲကျူသားချင်းနဲ့နှကန်းသတ်စေအဲကျူသားချင်းနဲ့နှကန်းသတ်စေခြင်းမီအမှန်တိုင်းပြောရင်တော့ကံကျူသားမှုဆိုတာတော့ခန္ဓာရှိမြမင်းသမင်းသားရင်ချိပါမှာပဲရေတော့ရင်သေးပါမှာပဲဟုတ်တယ်နော်ဒါကံရဲ့ဟို input ရဲ့ output ရှိတာဟုတ်ကွာ ်ညံကြတော့မဟုတ်တော့ဘူး input တွေရော output တွေရောသူကတခါတည်း disruption ဖြည့်ဆည်းနိုင်သွားပြီ okay အဲဒါဒါသူရဲ့ယဉ်ကျေးမှုပေါ့ကွာဒါလက်ဆောင်လေးပန်းလေးပေးတာပေါ့အဲ okay ကျမသည်ချမ်းသာစာရု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 အဲ့လိုအဲ့လိုဆိုတော့ဟိုကံအဲကံညင်းပြီးတော့ညံသိမ့်သိကျင်တာပေါ့ကွာ ဟိုကံမကုံလို့ပြန်ဆုံညာအောင်မယ်ဆိုရင်အရိယသူတော်ကောင်းနေနေပဲဆုံညင်ပါတယ်ပေါ့ကွာနော်တမပါဗျာဘုမောမင်းပြပြပြဒီလမ်းမရှောင်နေရင်တော့ချိန်မို့တစ်ချိန်တော့ဆုံရမှာအဲအဲ့လိုလဲမျောနေမှာတော့ကွာဒါမှမဲ့လဲချိန်နေရအဓိကမဟုတ်ဘူးတခါတော့ကရှေ့ကဘကြီးဖြားကြီးတယောက်ရှိတယ်တဲ့သိလား အဲ့ပကြီးစရာကြီးကအဲမပေါ့ဘူးအဲရှေ့တုန်းကလူဆိုကြီးတယောက်ရှိတယ်တဲ့အဲ့လူဆိုကြီးတယောက်ကတခါတော့တောထဲမှာဖြတ်ပြီးတောရဲ့တဘာဝလေးကိုပကြီးဆွဲမလို့တောလိုက်တဲ့အချိန်မှာဘာဖြစ်သွားလဲဆိုတော့အလွန်ကြက်တင်ရှိပြီးတော့နေညိုညိုတောထဲအကြမှာရန်တဘာ ဆုံငံကြွရပြန်လာလားမသိပါဘူးအဲ့မှာသူကပကြီးရလေးတခုဆွဲကျင်တော့အရှင်မရခဏရက်ပါဦးတပြီးတော့လက်ကသွေးစွန်းနေပြီးတော့တက်တက်လုံးဆိုပြီးတော့အဲ့တော့သူကပကြီးဆရာကပကြီးကားလေးပေါ့အဲ့ရန်လေးတစ်ပါးရဲ့ပုံဆွဲခဲ့တယ်ပေါ့အဲ့တော့ location ကပ်အဲ့လိုရန်လေးတစ်ပါးပုံဆွဲခဲ့ဆွဲခဲ့ရန်နေပြီးတော့သူ့ဘဝမှာသူအခြေအနေဆုံးဖြစ်နေခဲ့တယ်ပေါ့ ဒီလိုပဲနှစ်များကြာလို့အသက်ကြီးလိုက်အိုလာတဲ့အခါမှာလည်းလူမျိုးတယောက်ကသူ့ဖမ်းဆီးပြီးတော့တတ်တော်မယ်ပေါ့အဲ့မှာ तू ကဘာပြောလဲဆိုငါဘွားမှာတဲ့ငါပကြီးတွေအများကြီးဆွဲခဲ့တယ်တဲ့လောကမှာမင်းစီကပုံနဲ့ငါတပုံဆွဲပြသေးငါ့ကိုတတ်မဲ့ပကြီးသမားကိုငါရဲ့နောက်ဆုံးပုံလေးဖြစ်နေဆွဲပြသေးဆိုပြီးတော့ အကြီးဆွဲခဲ့တယ်တဲ့အဲ့ဒီအချိန်မှာပဲသူကဆွဲရင်ဆွဲရင်ဆွဲရင်နေပြီးတော့မင်းငါပြောပြမယ်တဲ့ငါ့ဘဝမှာအကြိုက်ဆုံးနှစ်ပုံရှိခဲ့တယ်တဲ့ဟိုးလုံငယ်နှစ်ပေါင်း30လောက်ကအဲ့လိုရန်လေးတစ်ပါးရဲ့ကြီးညိုပွဲလေးကိုဆွဲခဲ့ပြီးတော့ငါနှကမ်းမတတ်နိုင်ငယ်ဘူးကွာတဲ့အခုတော့တဲ့ငါ့ကိုတတ်မဲ့လူစုရဲ့လက်ထဲမှာငါရဲ့နောက်ဆုံးဆွဲခြင်းအတွက်ငါကျင့်နေပါတယ်ဆိုပြီးတော့ တော့ပြောလိုက်တယ်တဲ့အဲ့ကောင်မဲခုနလူဆိုးကြီးကပြောတယ်တဲ့အေးလုံငန်းနဲ့300ဆွဲတာလေဒီလူပဲတဲ့အဲ့တော့ငါရမ်းဘွားပဲပေါ့တဲ့အခုလိုလူမိုက်လူဆိုးကြီးဖြစ်သွားလဲအဲ့ငါပါပဲဆိုပြီးတော့မတတ်တော့ပဲနဲ့ပြန်လွတ်လိုက်တော့တယ်တဲ့ပြောချင်တာကတော့ဘဝဆိုတာဟာမျိုးမျိုးပြောင်းလဲနိုင်ပါတယ်လို့ဘုရွေသူတော်ကောင်းတို့ထင်မဲ့တရုတ်မှလည်းဖြစ်သွားနိုင်တယ်အဲ့ဒါတွေက ကံအလုံးနဲ့သုံငန်းခြင်းအလုံးအဆွန်သားခြင်းအလုံးအဲ့လိုကိလေသာအလုံးတွေကိုလုံပြီးတော့ကြားလာကြားလာကြားပါဗျာကြားပါဗျာအမင်းပုံပြောက်သွားလို့ဟောမှောင်သွားတာ sorry ဟုတ်တော့ပေါ့အေးအေးအေးကြားရတော့ဘုံပုံမိတ်လိုက်မယ်လေကြားပါဗျာဆက်မိတ်ပါဗျာဒီတော့ဆက်ရတယ်နော်ကြားတော့အဲ့ဒါ တာမီတာမီကြတော့အော်အေးအေးကျောင်းတော့အဲ့လိုပေါ့ကွာသူရကိုကွာတို့တွေကံညလုံးနဲ့ကြီးလို့ရတော့ကျိုးသားရဲနဲ့မဆုံးမနေမှာစိုးပါတယ်ညံညလုံးနဲ့ကတော့မနေ့က၄နှစ်သားလေးကဒီနေ့ရဟန္တာလေးဖြစ်သွားနိုင်လို့မနေ့က9နှစ်သမီးလေးကလည်းရသဖရားကြောင့်ဒါလည်းသောတာပန်သရဂန်ဖြစ်သွားတတ်တာဟုတ်အဲ့တော့တရားမှန်နဲ့အမြန်တွေ့ပါစေလို့ခမကသူရကိုကိုနှုတ်ဆက်ချင်ပါတယ် တရားအမှားကိုအမှန်တင်ပြီးတော့လောကမှာအလိုတာနာပြုနေတဲ့လူတွေအများကြီးတွေ့လာတဲ့အခါမှာဘုမုံအနေနဲ့တော့အခြားပြောစရာမရှိအောင်တတဝါတွေကိုတနာမိတယ်ပေါ့အဲ့ဆိုအရှင်များမှန်လားဆိုရင်တရားတရားနဲ့လားတိုက်ပါလောကသစ္စာနဲ့လားတိုက်ပါအဲ့လိုပဲပြောရတော့မှာပေါ့နောက်ဆုံးတော့သူတို့မသိတာသူတို့အကြောင်းအဲကိုပြည်မြလေးနဲ့တာနာကိုစောင့်ရှောက်တယ်ဆရာတော်ဥဒ္ဓမသားဆိုရင် သူလုံနိုင်ငံများနဲ့လုံနေတာတွေပဲတို့ကရှင်းတ်ပြီးတော့အာနာပြုလုပ်ငန်းကြီးကိုအောင်မြင်ပါစေလို့ပဲဆုတောင်းရတာပေါ့ကွာရလားဟောမာပြီဘုန်းကြီးစလေခဏခဏဖုန်းနေလာနေတာညားလာပြီသူပြောလိုက်ပါမယ်ဟောအင်းဟုတ်ပြီဘုရားကလည်းဖုန်းပြောလို့တဲ့ကျန်းလာသူကကိုကိုကြီး လိုင်းလေးအောက်သွားရင်တူရဲ့ကျလာဟယ်လိုကကောင်းပါပြီဥစဉ်နဲ့တော့ဆီခြေနှက်ပါပြီအဲဒီကလေးနဲ့ဥစဉ်ပြောတဲ့အထက်မှာအားနေချက်အားတချက်တွေရှိနေခုနကတန်းနိုင်နေမြတော့တနာကြီးတိတိဥစဉ်တို့မှတ်တမ်းလေးတင်ပြီးတော့ခီးသွားရင်တော့မှကျွန်တော်စွန်စားတရက်ကိုသွားတာအခုဆိုရင်နိုင်အားဖြင့်လဲ ဆက်တနာကြီး32မိနစ်ရှိပါပြီစွန်သာသွားမဲ့စုံရအရာစုရအရာကိုတော့မရောက်သေးပါဘူးဒီလိုပဲအိန္ဒိယနိုင်ငံသွားရင်ဆရာတော်ဦးဓမ္မတာရာရဲ့အခုအမေရိကန်ရိတ်သားမှစောင့်ရှောက်နေတဲ့ဆရာတော်တရားတွေကိုမြန်မာနိုင်ငံမှာအထောက်ရင်ကံပြောင်းညံပြောင်းအပြည့်ပြောင်းလို့ဘဝကိုဓမ္မနဲ့ရောဆက်ပြီးတော့ တန်ရာပြတ်ဖို့ရေးကြိုးစားနေတဲ့ဒီကလေးသူရကိုကိုဒါရီသမီးရွယ်ရှိတဲ့ဥစဉ်နဲ့နှစ်ပေါင်းသက်30လောက်အဲပေါင်း25လောက်ငယ်တဲ့ဒီကလေးတယောက်ညီလေးတယောက်အကောင်းဆုံးသောသစ္စာစကားနဲ့တန်ရာလွတ်မြောက်နိဗ္ဗာန်ရောက်ပါစေလို့ဆုတောင်းရင်နှုတ်ဆက်လိုက်ပါတယ်အလုံးချမ်းမြေ့နိဗ္ဗာန်တွေကအင်းမြချမ်းသာရှိပါစေလူရဆန္ဒပြည့်စုံကြ ဆံများတာယာရှိပါလားပါဘုရားကိုရင်သာနာစောင့်ရှောက်ရေးအဖွဲ့ရွေချက်နဲ့တန်တိတ်ထံများတင့်ငញ្ញန်းကိုအခြေခံ၍အမျိုးဘာသာသာနာတည်တံ့ရေးအတွက်ကြိုးစားဆောင်ရွက်နေနှစ်မီဒီယာစနစ်ဖြင့်ထေရဝါဒဗုဒ္ဓသာနာတော်တိုးတက်စီပင်အောင်ဆောင်ရွက်နေသုံးအမျိုးဘာသာသာနာတော်ခုလုံးလုပ်၍မိမိကောင်စားရေးအတွက်စော်ကားနှောက်ရက်ဖြည့်စည်သူများကိုဖော်ထုတ်တားဆီးကာကွယ်နေလေး မိမိခန္ဓာအသက်မငဲ့ကွက်ဖဲနိဗ္ဗာန်တရားရရှိအောင်ကြိုးစားအထုတ်ရမှာ ဖြစ်တဲ့ကဲ့သို့အမျိုးဘာသာနာတော်အတွက်မိမိခန္ဓာအသက်မငဲ့ကွက်ဖဲကာကွယ်တားဆီးကြိုးစားဆောင်ရွက်သွားမည်ရွေချက်နဲ့တန်တိတန်ချပြီးတော့အမျိုးဘာသာနာအတွက်ဆောင်ရွက်နေပါလေ